ခင်မုန်းဖြစ်သူကုမ္ပဏီကဝန်ထမ်းတွေကိုသိန်း3000ကျော်မမိုးပေးခဲ့တဲ့အဝရီတောင်းအဝရီတောင်းကအင်အောင်ရေးလေးကန့်ကောက်တဲ့မိသမီးတယောက်ဖြစ်အများကြီးအားကြခြင်းကိုခံရသူပါအသက်40ဝန်းကျင်မှာအင်အောင်ပြုခဲ့တာဖြစ်ပြီးအချင်းကြကြီးဆုံးဖြတ်ပြီးမှရွေးချယ်ခဲ့တဲ့အင်အောင်ရေးကမှန်ကန်ခဲ့ပါတယ်တတော်များကအဝရီတောင်းရဲ့အမျိုးသားအကြောင်းကိုလက်ထပ်ခါစားခြင်းကသိချမသိခဲ့ပါခင်မဖြစ်သူဟာနိုင်ငံသားမှာစီဝါရေးလုပ်ကိုင်နေသူဖြစ်တဲ့အတွက်မိင်္ဂလာပွဲကိုလည်းနိုင်ငံသားမှာပဲရိုးရှင်းရှင်းကျင်းပခဲ့တာပါ နောက်ပိုင်းမှာမှခင်မွန်ဖြစ်သူကအရန်ကိုမှချမ်းသာကြောင်းကိုရှင်းမိခဲ့ကြရတာပါမင်းအီတောင်းကိုခင်မွန်ဖြစ်သူပေးတဲ့လက်ဆောင်တွေဆိုရင်လည်းတင်းရာချီထမသာရှိတဲ့တွေတဖြည်းဖြည်းချမ်းသာတဲ့မျိုးသားကိုရှာထားမယ်သိရတာပါဒါပြင်ပြီးခဲ့တဲ့ရက်မှာမင်းအီတောင်းကခင်မွန်ဖြစ်သူပိုင်ဆိုင်တဲ့လုပ်ငန်းစုကိုလည်းချပြလာခဲ့ပါသေးတယ်မင်းအီတောင်းရဲ့ခင်မွန်ဖြစ်သူကနမေကြီးလုပ်ငန်းတစ်ခုကိုပိုင်ဆိုင်ထားသူပါစီးပွားရေးလောကမှာခြေချကြတဲ့လေပတ်နေတဲ့လုပ်ငန်းတစ်ခုဆိုရင်လည်းမမပါဘူး ရီမဲလုံငယ်ပိုင်ရှင်ဖြစ်ကပြီးခဲ့တဲ့ရက်ပိုင်းမှာဝန်ထမ်းတွေအတွက်နှစ်ကုပ်ပါတီကိုကျင်းပပေးခဲ့ပါရီခင်မုတ်ဖြစ်သူပိုင်နေလုံငယ်ဖြစ်တာမလို့နှစ်ကုပ်ပါတီကိုမအီတောင်းလေးတက်ရောက်ခဲ့ပါရီဒီနေ့ပဲလို့စူးစမ်းခဲ့ရင်ဝန်ထမ်းတွေအတွက်နှစ်ကုပ်ပါတီကိုခန္ဓာကြီးကြီးစွာကျင်းပခဲ့တာပါကြာပြီနမဲကြီးဆိုတော်တွေကိုလည်းခေါ်ကဝန်ထမ်းတွေပြောင်းအောင်ဖတ်တီးပေးခဲ့ပါသေးတယ်ပန်ဒီဖြိုးကိုခေါ်ကဖြပြေခိုင်းတာမလို့ဝင်းနေနေကလည်းရန်ကုန်မှာပြောင်းနေကြတာပါအခုလိုပြောင်းအောင်လုပ်ပေးရုပ်တည်းမကဘဲနဲ့ဝင်းနေနေတွေအထူးခွေရည်တွေလည်းပေးထားခဲ့သေးတာပါ မေးသားရေးခွင့်ဖြစ်သူဟာဝန်ထမ်းတွေပေါ်မှာပြည်ဝကြီးပေးတဲ့သူတယောက်ပါဒါကြောင့်မလို့လေနှစ်ကောဝန်ထမ်းပါတီမှာဝန်ထမ်းတွေတွေဘုန်းနဲ့တွေလည်းအများကြီးပေးခဲ့ပါရီဝန်ထမ်းအားလုံးတွေဘုန်းနဲ့သိန်းသုံးတော်အထိပေးထားခဲ့တာပါအလို့ရှင်တိုင်းကဝန်ထမ်းတွေပေါ်မှာအခုလိုပြည့်ကြီးတတာမျိုးမဟုတ်ပါဘူးတချို့လို့ရှင်နေဆိုရင်ခိုင်းချင်တိုင်းခိုင်းပြီးတော့ကစင်းနေတာမျိုးရှိပါရီဒါပေမဲ့မေးသားရေးခွင့်ဖြစ်သူကတော့ကစင်းနေရလည်းမရှိပဲရရလွှင့်ခဲ့တာပါဒါကြောင့်မလို့သိန်းသုံးတော်ကိုနှမျောခြင်းမရှိပဲဝန်ထမ်းတွေတဲဘုန်းနဲ့ပေးခဲ့တာဖြစ်ပါရီ မေတောင်ရခင်မဖြစ်သူဟာတိတိကျချမ်းသာတဲ့ပြင်စိတ်ကောင်းနှလုံးကောင်းလေးရှိသူမလို့အားကြတဲ့သူတွေလည်းများလာပါပြီ။ဝန်ထမ်းတွေပေါ်မှာတောင်မှရေရောလုံးနဲ့မေတောင်ရခင်မဖြစ်သူဟာမေတောင်ပေါ်မှာလည်းရန်ကုန်မှာချစ်တဲ့ယူဆိုင်တတာပါ။ပြီးတဲ့လကနှစ်ပတ်လည်နေ့မှာလည်းမေတောင်ကိုတင်းရချီတန်နဲ့အေဒီလက်ဆောင်ပေးခဲ့တာပါ။ဒါပြင်ကားဆိုရင်လည်းတင်းမောင်တောင်ချီတန်နဲ့ကားမျိုးကိုလက်ဆောင်ပေးထားတာပါ။ဒါကြောင့်မလို့မေတောင်ရဲ့ဘဝကလိုလေသိမရှိတော့ဘဲနဲ့ပြည့်စုံတဲ့ဘဝတစ်ခုကိုရောက်သွားပါပြီ။ မေးတောင်းတွေအင်အားကြောက်ကန်ကောင်းတယ်လို့ပြောလို့ရပါတယ်။အခုလက်ရှိမှာလည်းမေးတောင်းကထိုင်းနိုင်ငံမှာရန်နာဆိုင်ဖွင့်ကကိုရိုင်းအိုစီနေရပါ။ရုပ်ရှင်တော်မှာတိတ်မြိုက်ဖြစ်တော်ပဲနဲ့ခင်မွန်းဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုအိုစီကလုပ်ကိုင်ပေးနေတာပါ။ ကြည်တဲ့ချန်သာရင်မေးအောင်နဲ့ခင်မွန်းဖြစ်သူပေါ်မှာပြိသက်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးတိချူအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လေးတွေလူပညာရှင်တွေရဲ့ဒီနေ့တို့ပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တောင်းမိကြပါနဲ့ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပြိသက်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးနဲ့ဆောင်ပါလိုက်ပါစေနော်။နောက်နေ့ဒီမှာပြန်လည်ဆုတွေ့ကြအောင်ပါရှင်။ဒီနေ့ရောလောင်းတဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားရင်းဒီဗီဒီယိုလေးကိုစုံတက်လိုက်ပါရစေရှင်။